ုတ်ရဲ့မင်္ဂလာပါခင်ဗျာကျွန်တော်၁၇ရက်နေ့ကြာရင်ပေါ့နော်ကျွန်တော်ဟိုမဆာမိသားစုကနေပြီးတော့မလေးရှားနိုင်ငံကနေပြီးတော့ကျွန်တော်တို့မြန်မာပြည်သူပြည်သားနဲ့အလူရှင်များနဲ့ပြည်တွင်းမဲ့အစီအစဉ်လေးပေါ့ဗျာကျွန်တော်ဟိုဟိုတယ်ဘိုကင်လေလက်မှတ်အသွားပြန်စားဖို့တောက်ဖို့အစအစအစအရာရာတာဝန်ယူပေးတဲ့မဆာမိသားစုကိုကျေးဇူးတင်ပါတယ်ကျွန်တော်၁၇ရက်နေ့ကြာရင်မလေးရှားနိုင်ငံ KL ပေါ့နော်ကွာလာလမ်ပူးမှာကျွန်တော်ရှိပါမယ်ဗျကျွန်တော်ရှိမဲ့ဟိုတယ်ကိုလည်းကျွန်တော်အယောင်ထပ်ပြီးကျင်နာပေးပါမယ်ဗျာ ကျွန်တော်တကူတကတီးတန့်ခေါ်ယူပေးတဲ့မဆာမိသားစုကိုအတိုင်းထက်လွန်ဝန်းတာပီတိဖြစ်မိပါတယ်ကျေးဇူးလည်းတင်ပါတယ်စတရန်နေ့ကျရင်လူရှင်များနဲ့အားလုံးစုံတွေ့ကြမယ်နော်ကျေးဇူးတင်ပါတယ်ဗျကိုကိုညီလိုက်တဲ့တဦးကြောင့်အဆင်ပြေသွားတဲ့သူတွေအများကြီးရှိတယ်အဲ့ကိုကိုညီလိုက်တဲ့တဦးရဲ့အဲဆူတောင်းပေးတဲ့စကားတန်တွေအဲ့လိုမျိုးစကားတန်တွေကကိုဟတ်ထိတာပေါ့နော်ကိုဘယ်လိုပြောမလဲကိုရဲ့ပီတိတစ်ခုရတယ် ကိုကြောင့်အဆင်ပြေသွားတဲ့လူတွေအများကြီးဖြစ်တယ်။အဲ့တော့ကိုပရိုက်ကြောင့်ငါငါကြောင့်အဆင်ပြေသွားတဲ့လူတွေအများကြီးရှိပါလားကောနော်။အဲ့လိုအတွေ့အကြုံကျွန်တော်အများနဲ့ရှိနေတော့ကျွန်တော်ပရိုက်တာကိုတောက်လျှောက်သွားနေကိုကြောင့်အခုဆိုရင်အဆင်ပြေသွားလူတွေအများကြီးရှိခဲ့တယ်။ဒါပေမဲ့အဲ့ဒါအားလုံးကအလူရှင်တွေရဲ့ပံ့ပိုးမှုပေါ့နော်။ဟုတ်ကဲ့။အာကိုကြောင့်အဆင်ပြေသွားတဲ့မိသားစုလို့တွေ့ရင်ဟိုပီတိပေါ့နော်။ဘာနဲ့မှလဲလို့မရတဲ့ပီတိမျိုးကျွန်တော်ခံစားမိတယ်။အဲဟိုငါကြောင့် ဒီမိသားစုအဆင်ပြေသွားတာပါတာပေါ့နော်အဲ့လိုမျိုးကိုအတွေးထဲမှာဝင်လာတဲ့အချိန်မှာပေါ့နော်ပီတိတွေတခုရခဲ့တယ်အဓိကအလူရှင်တွေရဲ့ပတ်ပုံမှုအလူရှင်တွေရဲ့အဲကုညီပေးမှုကြောင့်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းမချမ်းသာဘူးကျွန်တော်ကဝါသနာပါတယ်ကျွန်တော်နဲ့အလူရှင်တွေတွဲလိုက်တဲ့အတွက်အဆင်ပြေတဲ့မိသားစုတွေအများကြီးအဆင်ပြေလာတယ်ဟုတ်ကျွန်တော်ပရိုက်တာတော့တကယ်တမ်းကျတော့မလွယ်ဘူးပြတိုက်ခိုက်တယ်အများကြီးရှိတယ်အဲပြီးတော့ကျွန်တော်ဘယ်လိုပြောမလဲ ဟိုကိုကိုအလုပ်ကိစ္စလွဲပြီးတော့ကိုအချိန်တစ်ခုပေးပြီးတော့စူးစမ်းပြီးလုပ်နေရပါဘောနော်ဘာလို့ဆိုတော့ကျွန်တော်တို့အခုဗျာမြန်မာပြည်မှာအခက်အခဲဖြစ်တဲ့လူအများများတယ်တတော်များတာတတော်များတော့ကျွန်တော်လိုပဲကုညီတဲ့သူတွေလည်းရှိပါတယ်ရှိရတော့ဘောနော်ကျွန်တော်ကြောင့်အစဉ်ပြောင်းတဲ့လူတွေလည်းရှိတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ဟိုပရိုက်တာတကယ်တမ်းကျတော့တော်ခက်တော်ခက်ခဲတယ်မလွယ်ဘူးမလွယ်တဲ့ဂျားတွေကနေပြီးတော့ကျွန်တော်နဲ့အလူရှင်တွေရဲ့အဲအားပေးမှုအလူရှင်တွေရဲ့ပံ့ပိုးမှုတွေကြောင့်ပရိုက်တာကျွန်တော်တောက်လျှောက်ဆက်လုပ်နိုင်တယ် ကျွန်တော်တို့အားရင်တစ်ခုဖြစ်လာတဲ့ကျွန်တော်အားတဲ့အချိန်လေးတွေမှာအားတလို့ကျွန်တော်လိုက်လေးလာပြီးတော့လိုအပ်တဲ့သူတွေကိုထောက်ပံ့ကူညီပေးတယ်တောက်လျှောက်လည်းကျွန်တော်ဆက်လုပ်ဖို့ရှိပါသေးတယ်ဟုတ်ကိုယ်တိုင်ရောဘယ်လိုတိုက်ခိုက်ခံခဲ့ရလဲအာကိုယ်တိုင်ရောအတိုက်ခံတွေအများကြီးပေါ့နော် writer ရောအကိုရောအားလုံးပေါ့တိကျတဲ့အတိုင်းပေါ့နော်အဓိကကိုကြည်ပြီးလဲလို့ရှိသလိုမကြည်ပြီးလဲလို့လည်းရှိတယ်ကိုလုံရဲကိုကြိုက်တယ်လို့ရှိသလိုမကြိုက်တဲ့လူလည်းရှိတယ်ဒါတွေအားလုံးခေါင်းနဲ့ခဲလို့မရဘူးဒါတွေအားလုံးခေါင်းနဲ့ထဲရင်ကျွန်တော်အခုချိန်ထိ ရှောင်းလန်းနိုင်မှာမဟုတ်အခုချိန်ဆိုရင်ကျွန်တော်တို့အဆင်ပြေလို့အများကြီးရှိတယ်အဲ့ဒီချိန်เนี่ยတို့ရဲ့အတွေးတွေတို့ရဲ့ပြောဆိုစကားတွေကိုခေါင်းနဲ့ထဲလိုက်မယ်ဆိုရင်ကျွန်တော်ဒီဒီချိန်นี่ဒီနေရာကိုရောက်လာမှာမဟုတ်အစိုးပြောရဲလို့ရှိတယ်လို့အကောင်ပြောရဲလို့လည်းရှိတယ်အဲ့ဒီပုံမှာကျွန်တော်ခံယူချက်ကကြိုက်တာပြောပါစေကြိုက်တာလုပ်ပါစေအဓိကကျွန်တော်နဲ့အလူရှင်နှစ်ဦးကျွန်တော်လှူဒန်းတဲ့အကိစ္စတွေကိုကျွန်တော်တင်ပြပေးတယ်အလူရှင်နဲ့ကျွန်တော်နှစ်ဦးအဆင်ပြေပြီးတော့ဝေဖန်မှုတိုက်ခိုက်မှုကတော့ကျွန်တော်မှမဟုတ်ပါဘူးဘယ်သူမှမဆိုဘယ်ပုံပုံကမဆိုဝေဖန်မှုတိုက်ခိုက်မှုတော့ခံရတာပဲလေ ဒါတွေခေါင်းနဲ့ထည့်လို့မရအောင်အဓိကအလူရှင်နဲ့ကျွန်တော်နဲ့အဲကျွန်တော်ဘလောက်ဘလောက်လှူတယ်ဘာလှူတယ်အလူရှင်ကတူတိုင်းနဲ့ဆန်ဆိုဆန်ကျွန်တော်လှူပေးတယ်အလူငွေဆိုအလူငွေလှူပေးတယ်ဆိုအလူရှင်တွေကြောက်လည်းအစီပြင်းနေမှာလှူပေးဆိုရင်အဲအဲ့အလူငွေဆိုတော့တတ်တတ်ထားတယ်ကျွန်တော်အခုကြီးဖုန်းဆက်ပြီးအခုကြီးတောင်းတဲ့မိသားစုတွေရှိရင်ကျွန်တော်အဲ့အလူငွေလေးတွေသွားပေးပေးတယ်ပြီးရင်အလူရှင်ကိုပို့ပေးတယ်အလူရှင်နံပါတ်လေးနဲ့တခွပေါ့နော်အဲ့လိုမျိုးကျွန်တော်ပြန်တင်ပြပေးတယ် ကျွန်တော်တို့ဝေဖန်မှုကတော့နေရာတိုင်းမှာရှိပါတယ်ဒါလည်းကျွန်တော်ခေါင်းထဲမထည့်ပါဘူးဟုတ်အဲအခုကျွန်တော်ပရိုက်တာနေတိုင်းသွားတဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့အလုပ်ကိစ္စတစ်ခါကျရင်ကျွန်တော်အားတဲ့အချိန်လေးမှကျွန်တော်ကကျွန်တော်အလုပ်ကိစ္စကိုဦးစားပေးတယ်မတိခင်မှာဒါတွေကကျွန်တော်စုဘူးတစ်ခုပဲနောင်ဘွားအတွက်ပေါ့နော်အခုအချိန်မှာသမင်းတက်လက်ဆိုင်ကျင်းတတ်ပြီနောင်ဘွားအတွက်ကုညီနောင်ဘွားအတွက်ကိုအတွက်ကိုစုမယ်အကဲခဲပြတဲ့လူတွေကိုကုညီမယ်ဆိုတော့အတွေ့အကြုံကျွန်တော်မှာရှိတယ်။အဲ့တော့ကျွန်တော်ရဲ့စီးပွားရေးကိုကျွန်တော်အဲ့လောက်ကြီးမရှာဘူး။ဒီပရိုက်တာကိစ္စကိုပဲကျွန်တော်လုပ်ပေးတယ်။ဟုတ်။ အတူဆောင်လို့ကတော့ကျွန်တော်အဓိကဝါသနာပါတော့နှစ်ချက်ပါနော်ပထမကတော့ကျွန်တော်တူဆောင်အဲဒုတိယကတော့ကျွန်တော်ပရိုက်တာအတူဆောင်ဆိုကျွန်တော်မဟုရရုပ်ရှင်ကားကြီးကျွန်တော်ရိုက်ကူးတာပါနော်2019မှာအဲရုံတင်ခွင့်ရလာလဲကျွန်တော်အဲဒီတော့လဲကျွန်တော်ရဲ့ဘဝမှာအပျော်ဆုံးချိန်ဖြစ်ခဲ့ဘူးလို့အဲမဟုရရုပ်ရှင်ရုံမှာကျွန်တော်ရုံတင်ခွင့်ရပြီးနောက်ပိုင်းမှာကျွန်တော်ကန်းလန်းလာတဲ့ရုပ်ရှင်ကားအဲ၄ကားလောက်တော့ရှိတယ်ဒါပေမဲ့အဲနောက်ပိုင်းမှာအကြောင်းမျိုးမျိုးကြောင့်ပြတ်သုံးသွားတယ်ပေါ့နော် ဲနောက်ဘက်မှာကျွန်တော်ကလည်းမရိုက်ဖြစ်သေးဘူးအခုနောက်ဘက်မှာလည်းကျွန်တော်ကြော်ညာလေးလက်ခံလာတာရှိတယ်ကြော်ညာလေးလည်းရိုက်ဖို့ရှိတယ်ဒါပေမဲ့ကျွန်တော်က pride ကြတယ်ဟိုစိတ်ထက်တာနဲ့အတော့ကျွန်တော်မရိုက်ဖြစ်သေးဘူးပေါ့နော်ဒါလို့ကျွန်တော်ကျွန်တော်ကိုကမ်းလန်းလာရင်လည်းကျွန်တော်ရိုက်အောင်ပါပါကျွန်တော်တို့လည်းကိုပေါ့ကိုကိုဇလန်းတို့လေးတွေဖန်တီးတာတာရှိပါတယ်အဲ့ဒါလည်းကျွန်တော်မကြခင်တည်အောင်ပါပါဟုတ်ဟုတ်အမဆုံးလို့ပါဘူးဟာကျိုးဆောင်လုံးကိုကျွန်တော်အရန်ဝါသနာပါတယ်နံပါတ်2ကတော့ pride တော့ပေါ့နော်ဒီနှစ်ခုကကျွန်တော်ဘဝမှာဝါသနာပါဆုံးပဲဟုတ်โอเคမင်္ဂလာပါဗျာမင်္ဂလာပါ ကျွန်တော်ကဘောနော်အခုနောက်ပိုင်းမှာနေဘတ်တရားအဆပေါ့နော်လိုက်လံလှူဒန်းပေးတာဖြစ်ပါတယ်အခုဆိုဘောနော်ဇာသပင်သားလေးကိုမင်းသားတကယ်ပရိုက်တာလုံနေတယ်ဘောနော်ဖရန်ဖန်တို့ကျွန်တော်ဇာသပင်တို့ဒီနားတဝိုက်မှာဆွဆွနဲ့မှလုံနေတယ်ကိုမင်းသားနဲ့ကျွန်တော်အခုအဖန်ဇာသပင်မှာလိုက်အောင်လှူဒန်းပေးတာဖြစ်ပါတယ်အဲ့တော့ဒီဖန်ဇာသပင်ကဝေဒနာရှင်နေရှင်လဲကိုမင်းသားရောကျွန်တော်တစ်ဆင့်အခုညီတောင်းလိုက်ပါတယ်ဗျာပြီးတော့ကျွန်တော်ရဲ့အလူရှင်တွေလည်းကိုမင်းသားကိုတစ်ဆင့်လှူလို့ရပါတယ်ဗျာဘာလို့ဆိုတော့ကျွန်တော်ကအခုမှသိတာမဟုတ်ဟောရင်နေရသိခဲ့တာ အဲ့တော့နော်ကွန်မင်းသားကိုလည်းကျွန်တော်ရဲ့ face ကနေမိတ်ဆက်ပေးတာဖြစ်ပါတယ်ဗျဟုတ်တယ်ခင်ဗျအဲ့တော့ဟိုကွန်မင်းသားကနေပြီးတော့တစင်လဲထပ်ပြီးတော့အော်အခုနေတောင်းခံနိုင်သလိုကွန်မင်းသားကိုလည်းလှူဒါန်းပေးလို့ရပါတယ်ဗျကွန်မင်းသားပြောပြပါအောင်ဟုတ်ကဲ့မင်္ဂလာပါအာညီလေးထုံးခွလို့လာတဲ့အတွက်ကျေးဇူးလေးတင်တယ်နော်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီသားကုန်ယူတယ်နော်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခေါ့ဟုတ်ဇာပင်ကြီးလာပေးတဲ့ညီလေးထုံးမင်းကိုလည်းကျေးဇူးထုတ်တင်ပါတယ်ပြီးတော့အများအားဖြင့်လှူဒါန်းပေးကြတဲ့နိုင်ငံရေးကရောဒီရွာဝင်းကျင်ရောလူရှင်အားလုံးကိုလည်းကျေးဇူးတင်ပါခင်ဗျအခုကတော့သူကဒီနယ်ထိကိုလာလှူပေးတဲ့အတွက် အဲကျွန်တော်တို့ညီကုန်းယောက်ကတူတူသွားပြီးတော့ဒီနေ့နဲ့မနှက်ဖြန်ပါတော့ဒီနားတစ်ဘက်ကိုလိုက်လံပြီးတော့လှူဒန်းပြမှာဖြစ်ပါခင်ဗျဟုတ်အော်လူရမ်းပါပါဟိုထပ်ပြီးတော့ပါနော်ကျွန်တော်တို့နောက်ပိုင်းဆိုရင်ကျွန်တော်အနေနဲ့အာမြန်မာပြည်တပီလုံးပတ်ပြီးတော့လှူဒန်းမဲ့အစီအစဉ်လေးတွေအများကြီးရှိပါတယ်အာအဲ့ဒါတော့ကျွန်တော်ရဲ့အလူရှင်တွေကိုကျွန်တော်မိတ်ဆက်ပေးတာကုမင်းသားပါနော်တကယ်ကိုချစ်တီရောက်လေးလိုအပ်တဲ့နေရာချစ်တီရောက်လှူပေးရတဲ့အတွက်အော်ဖန်ဘတ်မှာလှူနေခြင်းကိုမင်းသားနဲ့ဆက်သွယ်ပြီးလှူနေလို့ရပါတယ်။ကြိုးစားပေးတာဖြစ်ပါတယ်။ဒီကိုကတော့ကိုမင်းသား မင်းသားပေါ့နော်မင်းသား page မင်းသား account နဲ့ရှိပါတယ်ဗျဟုတ်ကဲ့လူမယ်ဆိုရင်ကျွန်တော် video call လေးခေါ်ပြပါလှူပါဗျဒီကိုရဲ့ account တွေရဲ့အတုတွေအများကြီးရှိပါတယ်ကျွန်တော်ရဲ့ account တွေအတုတွေအများကြီးရှိပါတယ်အဲ့တော့ solution တွေလူရဲ့လူမျိုးရဲ့ချစ်တီရောက်ဖြစ်ဖို့အရေးကြီးပါတယ်ဗျအဲ့တော့လူမယ်ဆိုရင် video call လေးခေါ်ပြီးမှလှူဒါန်းပြပါလို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကျေးဇူးပါကျေးဇူးပါတယ်လာဦးမယ်နော်ဟုတ်လားကြည့်နော် အမေလည်းဓာတ်ပုံနဲ့မှတွေ့ပြီးပြီနော်ဟုတ်လားတားဖတ်စားတာလေဟုတ်ဟုတ်တယ်ဟုတ်တယ်ဟောနော်โอเคอินเทอร์เน็ตตรงนี้ฮัลโหลอินเทอร์เน็ตตรงล่ะอ๋อโอเคอินเทอร์เน็ตฟอลโลว์เนี่ยวิเชลเลยอ่ะวะเนาะเออยาตายจริงเชลเนาะอันนี้ชมมาเลเซียหลูไปอ่ะเนาะอ่าฮะอ่าว่าสุดท้องไม่มาอันนี้ชมอันนี้ชมสุดท้องไปเลยอันนี้ชมสุดท้องไปอันนี้โจ๊ะเด้อันนี้โจ๊ะเด้อ အန်တီချိုအလူဆင်းစောတော့အန်တီချိုပြောလိုက်ပြောလိုက်ဒီညကိုအားလုံးကိုဆူတောင်းမယ်နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါနော်အလူဆင်းအန်တီချိုမလေးရှားလူပြရနော်မလေးရှားတဲ့နော်မလေးရှားဟုတ်ကဲ့ဟုတ်ကဲ့ကြည့်ကြည့်ကြည့်ရအောင်ကနော်ဟုတ်ကဲ့ပါအမအမျိုးသားရောမျိုးသားကိုဝင်300လောက်ထဲအဆုံးသွားတယ်အကိုဝင်300ဆိုခလေးရဘယ်နှလားရှိလဲခလေးရ17ရပဲရှိသေးတယ်အမွေးရမကြသေးဘောဟုတ်မကြသေးဘူးရှင်ဩအဲ့ဒါတော့နေတော့မှနေတယ် နေတာတော့ဒီရှူပီတာမှာပဲနေတယ်။ဆူတာနေတာ။အလုတ်ရောဘာလုပ်လဲ။အလုတ်ကတော့အရင်တော့ဈေးရောက်နေခလေးမွေးပြီးတော့ကိုယ်ကဈေးရေးမရောက်နိုင်တဲ့အတွက်ထိုင်နားနေပေါ့ခုလည်းရှိရတော့။ဟုတ်။ဒီတော့ရှူပီတာမှာနေတာရှူပီတာနေလာတော့ဗောနော်။ဟုတ်ရှူပီတာနေလာ။ခလေးကြောင့်လည်းအခက်ခဲဖြစ်နေတာဗော။ဟုတ်ခက်ခဲဖြစ်တယ်ဟိုပြီးတော့စားစရာလည်းမရှိဘူးမီးထွက်ဖို့တောင်ပတ်စံမရှိလို့မီးတောင်မထွက်တော့။ဟုတ်လား။ဟုတ်။အတက်ဘယ်လောက်ရှိပြီလဲအတက်က20နှစ်ပဲရှိပြီ။အော်20နှစ်ရှိရင်ငယ်သေးရပါတော့နော်။ဟုတ်။ပထမဆုံးခလေးလား။ဟုတ်တအူး။တအူးခလေးလား။ဟုတ်။ ဟုတ်ဟုတ်ပါတော့ဟုတ်ပါโอเคတော့ဇယ်လေးဟိုဒေါ်လာလေးတော့အလူငွေလေးတသိန်းခွဲလုပ်ပေးလိုက်မယ်နော်ဟုတ်ပါရှင်တသိန်းခွဲပါနော်အလူစနေစတော့ပြပါဦးဟုတ်နောက်ထပ်လည်းဒီထက်မှတ်ကအများကြီးအများကြီးလူနိုင်ပါစေလို့လူတွေလူလည်းတက်တော့ရကြောရှိပါစေလို့ဒီလိုစနေပါနော်ဟုတ်ပါ